ဘုဒ္ဓံတရဏဂစ္ဆာမိမိမိဘဝကိုဖရာကိုအနှင်းတယ်ဓမ္မံတရဏဂစ္ဆာမိတန်ခံတရဏဂစ္ဆာမိမိမိဘဝကိုဓမ္မတန်ခါကိုအနှင်းပြီးတော့ကိုယ်ပဲစိတ်ကပါတယ်လို့ကိုယ့်ရဲ့ဘဝကိုအနှံ့တာပြီးတော့တရဏဂုံအလေးအမြတ်ထားပြီးတော့ဆောက်တည်လို့ရှိရင်လေကုသိုလ်ကောင်းမှုအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်တဲ့ မြတ်စွာဘုရားဟောထားတာကိုတရားကြည့်ဘုရားဘယ်လိုဟောတော့ရေကေစီဗုဒ္ဓံတရဏံကတာတေနာတေကမိတန်တိအပါယဘုမေဘုရားတရားတန်ခါယရဏသုံးပါးကိုအလေးအနက်စိတ်ပံလက်ပါဆိုဝိจิตတန်ညဆိုတာကိုပြောတာမဟုတ်ဘူးနော်ဆိုရိုးရှိလို့ကောက်ဆိုတာမဟုတ်ဘူးတကယ်အလေးနဲ့ ဖះကုံကိုအာယုံတည်ပြီးတော့ငါဘဝဖះကိုအနမ်းပါတယ်ဖះဆုံးမတိုင်းလိုက်နာပါမယ်တရားကိုရှင်းသုံးပါမယ်တန်ဃာတော်တွေစီကနေပြီးတော့တရားဓမ္မသိအောင်ကြိုးစားပါမယ်လူမဲ့တမ်းမဲ့ဆိုရင်တန်ဃာတော်တွေနဲ့ဆက်ဆက်ပါမယ်ဆိုတဲ့ဒီမွန်မြတ်တဲ့စိတ်ဓာတ်ကလေးတွေနဲ့ဖះတရားတန်ဃာယရဏသုံးပါးကိုကိုယ်ပဲစီကတ်ချင်းလို့ဆိုတဲ့တရဏဂုံမွန်မြတ်တဲ့တရဏဂုံဩကမအမှန်တရားကိုသိတဲ့မြတ်စွာဘုရား တရားဓမ္မတဏှာဝဝကနေထုတ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတဲ့တရားနည်းနည်းလေးလူတောင်အများကြီးအကျိုးပြုနိုင်တဲ့တန်ခါဆိုပြီးတော့သမတဗုဒ္ဓဝတ္တသောဘဂဝါမြတ်စွာဘုရားဆိုတာကိုယ်ပညာနဲ့သိတာသိဉာဏ်ကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်ကိုယ်ဝယ်ပါတယ်တရားဆိုတာဘာခါတမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်းမှန်မှန်ကန်ကန်ဟောထားတဲ့တရားဖြစ်တယ်ဒါကြောင့်ကိုယ်ဝယ်စိတ်ကပါ သုပတိပန်နောဝတတန်ကောရိယတန်ကဟာတကယ်ခု၆မှန်တဲ့အချက်မှန်ကန်တဲ့အချက်ကိုကျင့်တာဖြစ်ပါတယ်။ဒါကြောင့်တရားကိုကိုးကွယ်ပါတယ်ဆို။ဘုရားသရဏဂိသံမိဓမ္မသရဏဂိသံမိတန်ခါသရဏဂိသံမိလို့သရဏဂုံကိုအလေးနဲ့ထားဆောက်တည်လိုက်ရင်မြတ်စွာဘုရားနတ္တိကမိတန်တိအပါယဘုမေအဲ့ဒီပုဂ္ဂိုလ်ကြီးအပင်မကြဘူး။